တမနာရှင်များပြည်သူများအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်လွန်ဝေပါ၄ရက်၅လ2025ရင်းနေ့သတင်းတွေကိုတင်ဆက်ပြမှာဖြစ်ပါတယ်အဲ့တော့တချို့ຢာတွေကဆဲမကောင်းတာဗျာနော်ဆဲမကောင်းတာရင်ကြီးပြောလို့တော့မကောင်းဒါပေမဲ့မဆဲပါဘူးမဆဲပါဘူးပြောရင်ကြီးကြီးလေးပဲကျွန်တော်ပြောပြပေးသွားမယ်ရင်ကြီးလေးပဲပြောပြပေးသွားမယ်အဲ့တော့ပထမဆုံးတပုတ်နေကျွန်တော်ဒါစစ်တုံးမှာဖြစ်သွားတဲ့ဒါကြာဆုံးသွားတဲ့ရရှိစစ်တီရဲ့ဒါမိသားစုဝင်တွေဒါစစ်တုံးမှာဖြစ်သွားတဲ့မိသားစုဝင်တွေအတွက် ဒါအထက်ကနော်အထက်ကြီးကဲတွေဒါတမလို့ကကွယ်ဦးစီးချုပ်ပါဝဲဒါအောက်ကဒါသူ့ရဲ့နော်ကိုဝါးတွေပါသိရှိအောင်ဒါကျွန်တော်တင်ပြပေးတာပါတော့တင်ပြပေးတာပါဒါဘာရွယ်ကြမှတော့မရှိပါဘူးဒါလက်ရှိမိသားစုတွေခံစားနေရတဲ့ဝေနနပတ်သက်ပြီးတော့ဒါကျွန်တော်တင်ဆက်ပေးတာပါအဲ့တော့ဆိုကြရအောင်နော်ဒီလက်တလောဖြစ်ပွားနေတဲ့ဒါစစ်ပွဲနဲ့ပတ်သက်လို့ဒါမြန်မာနိုင်ငံမှာဒါနေရာအနှံပြပြနေဟိုနေရာအနှံပြနေပါတော့နေရာပြအနှံပြနေပြီးတော့ဒါအကြမ်းဖက်တွေအနေနဲ့ဒါတိုက်ပွဲဖော်ဆောင်ခဲ့တာရှိတယ်ဒါမျိုးတွေကိုဖျက်ဆီး တုတ်တင်တာရှိတယ်နော်တချို့မျိုးတွေဆိုလည်းပျက်စီးတာရှိပါတယ်နော်ဒါနဲ့ပတ်သက်ပြီးတော့ဒါတလောဖြစ်ွားနေတဲ့စပွဲကြမှာဒါအသက်တွေချွေတွေဘဝတွေပိဆက်ဟိုပိဆက်သွားတဲ့တမလို့သားတွေပေါ့နော်ပိဆက်သွားတဲ့တမလို့သားတွေရှိတယ်ရဲဝန်ထမ်းတွေရှိတယ်ပြည်သူဘဝတွေရှိရပြည်သူစစ်တွေရှိတယ်အဲ့အတွက်လက်ရှိကြာဆုံးသွားတဲ့ရာရှိစစ်တွေလည်းရှိတယ်ဒါ ပျောက်ဆုံးသွားတဲ့ယာယီစစ်တီလည်းရှိတယ်ပြီးတော့ဒါစစ်တုံးမှဖြစ်သွားတဲ့ယာယီစစ်တီလည်းရှိပါတယ်နော်အဲ့အတွက်သူတို့ရဲ့မိသားစုဝင်တွေတော့ကိုဒါနိုင်ငံတော်အနေနဲ့ပြန်ငဲကြည့်သင့်ပါတယ်နော်ပြန်ငဲကြည့်သင့်ပါတယ်ဆိုတဲ့အခြေအနေနဲ့ပဲကျွန်တော်ပြောချင်ပါတယ်ပြန်ငဲကြည့်သင့်နေဆိုတာကဘာလဲဆိုလို့ရှိရင်ဒါတမတော်အနေနဲ့နော်အရင်ကတော့ဒါသူကဒီဟိုဟာလုပ်တယ်ပေါ့နော်တမတော်သားရဲ့ဆိုလို့ရှိရင်သူကဒါ6လသာအထိပေးဆောင်ခဲ့တယ်6လသာအထိဒါ မိသားစုဝင်တွေကိုသိဆောင်တယ်ထွန်းနီးတူစွာသူတို့ကဒီ6လပြည့်လို့မှဒီရာရှိစစ်တေတွေပြန်ရောက်မလာဘူးဆိုလို့ရှိရင်ဒါသေဆုံးစင်းကျင်ညာလိုက်တယ်နော်သေဆုံးစင်းကျင်ညာလိုက်တယ်ဒါသေဆုံးစင်းကျင်ညာပြီးတော့အကျိုးခံတော့ကွန်းကဟိုလိုလိုဒီလိုလိုရောင်းလဲရောင်းလဲတွေလုပ်နေတယ်ရောင်းလဲရောင်းလဲလုပ်နေတယ်ဒါပြီးဒီ6လတိုင်းနဲ့ပတ်သက်လို့ဒီ6လတာကပြီးခဲ့တဲ့တလပိုင်းကကုန်ဆုံးသွားတာနော်ဒီတလပိုင်းကပြည့်သွားတဲ့ဖွဲ့တဲ့တော်တော်များတာပေါ့တော်တော်များတယ်ဒါရမခနော်ရခိုင်ပြီးလို့ရှိရင်ဒီဟွာပေါ့နော်ကျန်တဲ့နေရာအတိအကျနေပြီးပေါ့စစ်တုံးမှာ ဖြစ်ပြီးတော့ဒါလာတာ6လာတာထိပြီးခဲ့တယ်ဒါတလာပိုင်းမှာတော်တော်များများကြည့်သွားကြတယ်အဲ့ချိန်မှာလာတာတွေကိုဒုံဒီဖြတ်ချပလိုက်တယ်ဒုံဒီဖြတ်ချပလိုက်တယ်နော်အဲ့ဒီအချိန်ဆက်ပြီးတော့လက်ရှိဒါတလာပိုင်းဆိုရင်ဒီ2လာပိုင်း3လာပိုင်း4လာပိုင်း5လာပိုင်းခု5လာပိုင်းနဲ့တွေဝင်လာပါပြီဒါပြီးရင်ဒီသူတို့ရဲ့အကျိုးခဏခွင့်နဲ့ပတ်သက်လို့ဗာတစုံတရာမှအထက်ကဒါထုတ်ပြန်တာမရှိဘူးပေါ့နော်ထုတ်ပြန်တာမရှိဘူးမျက်ွယ်ပဲပြုတ်ထားလားလို့ကျွန်တော်တို့တွေဒီလိုတော့မေးရမယ်နော်မျက်ွယ်ပြုတ်ထားတာလားလို့ကဒီလိုတော့မေးရမယ်ဗျနော်အဲ့တော့ ဒါဒါလေးနဲ့ပတ်သက်ပြီးလက်ရှိဒါမိသားစုဝင်တွေမှာအရန်အခက်ခဲရှိတယ်เนาะအဆင်ပြေတဲ့မိသားစုတွေရှိသလိုဒါအဆင်မပြေတဲ့မိသားစုတွေလည်းရှိပါတယ်အဆင်မပြေတဲ့မိသားစုတွေလည်းရှိပါတယ်ဒါကြောင့်မလို့ဒါနိုင်ငံတော်စီမအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌတမတော်ကာကွယ်ရေးဦးစီးချုပ်ဒါဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ပါဝင်ဒါသူ့ရဲ့လက်ဆွဲတွေဖြစ်တဲ့ဒါအထက်အောက်အရာရှိတွေပေါ့နော်ဒါဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်အောက်အရာရှိတွေဒါဒါလေးကိုပြန်ငဲကြည့်တက်ပါတယ်နော်ပြန်ပြီးတော့ဒါဒီတေဆုံးစင်းကျင်ညာလိုက်တယ်ဆိုလဲသူ့ရဲ့ဒီတမတော်သားတယောက်ရာသင်ရထားတဲ့ရပိုင်ခွင့်တွေနဲ့ပတ်သက်ပြီးတော့ ဒါပေးသိရင်ပေးလိုက်ပါနော်ပေးသိရင်ပေးသိကြပါလေပေးသိမှာဒါမှလည်းမိသားစုတွေတချို့အဆင်ပြေမှာဗျာတချို့ကကျတော့ဟိုလုံးလုံးကိုအဆင်မပြေတဲ့မိသားစုဝင်တွေရှိတယ်နော်တချို့ဆိုလို့ရင်ဒီမိသားဟိုမိသားစုအိမ်ရလာခေါ်လာအဲမိသားစုအိမ်ရတွေပါဒါသူတို့ဒါစင်းတင်နေမိသားစုတွေလည်းရှိပါတယ်နော်ရှိပါတယ်ဒါလေးတွေကိုလည်းဒါအမြန်ဆုံးချပေးသိကြပါလေနော်ဒါတော့တောင်းဆိုတာပါတောင်းဆိုတာပါနောက်တစ်ခုကတော့ဒါဒီစစ်တုံ့ပန်းတွေအတွက်ကိုစစ်တုံ့ပန်းတွေအတွက်ကိုနိုင်ငံတော်အနေနဲ့ဗားဒီဆောင်ရွက်ပေးထားလဲဆိုတာလေးတွေဟို ရှင်းပြသေးခြင်းနဲ့မိသားစုဝင်တွေကိုနော်မိသားစုဝင်တွေကိုရှင်းပြသေးခြင်းနဲ့အဲ့တော့တက်ဆိုင်ရနေရာနေပြီးတော့ဒါမိသားစုဝင်တွေကိုဒီလိုလူတွေတက်မတော်အနေနဲ့ဆောင်ရွက်ပေးထားတယ်နော်ဒါငါတို့သားသမီးတွေအတွက်ကိုဒါငါတို့ဒီလိုဆောင်ရွက်ပေးထားတယ်ဆိုတာလေးတွေကိုချပြသေးခြင်းနဲ့ဗျာနော်ချပြသေးခြင်းနဲ့ဒါလေးလေတစ်ချက်ပေါ့နော်ဒါချပြသေးခြင်းနဲ့ဆိုတာကဒီလက်ရှိရာမခလည်းဟိုအေဂျင့်တွေဟိုအေဂျင့်တွေပေါ့နော်လာရှုကလည်းဒါတက်မတော်လက်ထက်ကိုပြန်ရောက်ပြီဖြစ်တဲ့အတွက်ဒါတော်များများကအဆင်ပြေနေပြီနော်ပြန်လဲလေပတ်မှုတွေလည်းစတင်နေပြီနော်ပြီးလို့ရှိရင်ကိုကန်းကလာရှုမျိုးတွေပေးတာမဟုတ်ဘူး ကျန်တဲ့နေရာတွေမှာလည်းပါပါတယ်เนาะကျန်တဲ့နေရာတွေလည်းပါတယ်အဲ့တော့တော်တော်များများကဒါကုန်းကန်နဲ့ပတ်သက်လို့တော့တော်တော်များများလုံးဆောင်အဆင်ပြေတယ်ပြီးလို့ချင်ဒီစစ်တုံးမိုင်းနဲ့ပတ်သက်ပြီးတော့ဒါဆွေးနွေးထားတဲ့အချက်ရှိတယ်เนาะအဲ့အချက်ကိုလည်းဒါနိုင်ငံတော်ကြီးကရေးနဲ့အောက်ခြေကိုပြန်ချမပြတယ်လို့ဘယ်မီဒီယာအောင်မှလည်းချပြထားတာမရှိဘူးမရှိဘူးဆိုတော့ဒါလေးတွေကိုလည်းဒါအကြမ်းမြင်းနေနေပေါ့เนาะအကြမ်းမြင်းနေနေမိသားစုတွေစိတ်ခွန်အားရသည်ဖြစ်စေဟိုစိတ်ခွန်အားကြဆုံးသည်ဖြစ်စေမတိတာတည်းစာလို့ရှိရင်ဒီတိသွားတာလေးကသူတို့အတွက်အားစေးလေးဖြစ်ခြင်းဖြစ်မယ်ဟို ညှော်လင့်ချက်တွေပျောက်ဆုံးတဲ့လူတွေဖြစ်ဖြစ်မှာပေါ့နော်ဒါလေးတွေကိုလည်းဒါချပြရှင်းလင်းပေးသေးချင်ပါတယ်နော်ဒါလေးရတစ်ချက်ပေါ့အဲ့တော့နောက်တစ်ခုကတော့ဒါဒီယမခနော်ယမခလာရှုယမခလာရှုချင်းနဲ့ပတ်သက်ပြီးတော့ဒါလာရှုမျိုးကဒီတက်မလို့လက်ထဲကိုပြန်ရောက်ပြီတက်မလို့လက်ထဲကိုပြန်ရောက်ပြီပြန်ရောက်ရှိတဲ့တတလို့ဒါလေဘမှုတွေလုပ်နေတယ်လေဘမှုတွေပြန်လဲစတင်နေတယ်အဲ့နဲ့ပတ်သက်ပြီးတော့ဒါဒီလာရှုမျိုးမှာဒါတိုက်ပွဲဝင်ခဲ့ကြတဲ့တက်မလို့သားရာရှိစစ်တီတွေရှိပါတယ်နော်ပြည်သူစစ်တီရှိပါတယ်ကြာဆုံးသွားတဲ့ရာရှိစစ်တီတို့ကိုကျွန်တော်ပြောတာပါနော်ကြာဆုံးသွားတဲ့ရာရှိစစ်တီတို့ အဲ့တော့ကြာဆုံးတော့တဲ့ရာရှိစစ်တီတွေအတွက်ကိုဒါတို့နည်းနာမည်ကတော့မသိနိုင်ဘူးနာမည်ကတော့လူကများတဲ့များရင်လည်းများမှာပေါ့နော်အဲ့တော့ကြာဆုံးကနည်းနည်းများတဲ့အတွက်ဒါကြာဆုံးတာလည်းရှိရဲ၃ဘန်းဖြစ်သွားတာလည်းရှိရဲပေါ့နော်ဒါပေမဲ့ဘယ်သူဘဝဆုံးတယ်ဘယ်သူဘဝတည်တယ်ဆိုတာဘယ်သူဘဝကြာဆုံးသွားတယ်ဆိုတာကတော့ဟိုတော်တော်များများကတော့အလင်းမိမှာမဟုတ်ဘူးနော်အလင်းမိမှာမဟုတ်ဘူးဒါပေမဲ့လည်းဥမာတစ်ခုကျွန်တော်ဒီငလင်ဘေးမှာတော့မှာပေါ့နော်ဒါငလင်ဘေးပြည်သူတွေတော့မှာတမတော်ကာကွယ်ဦးစီးချုပ်ဗိုလ်ချုပ်မူကြီးမင်းအောင်လည်းဦးဆောင်ပြီးတော့ဒါနေပြည်တော်မှာဟို တရားပွဲတွေဟိုတရားနာတာပေါ့နော်ရေသက်ချတယ်အမျှဝေပြီးတယ်တာရုမိုရနာခေါ်နိုင်အောင်သူတို့လှုပ်ဆောင်ပေးတယ်ဒါဆိုရင်ဒီဘက်ကမိသားစုဒါကိုသားသမီးတွေပါပဲနော်တက်မတော်ကာကွယ်ဦးစေချောဘူဂျုံမူကြီးမင်းအောင်လိုင်းရဲ့သားသမီးတွေပါပဲနော်အခုကြာဆုံးသွားတဲ့ရရှိစစ်တွေတွေဆိုရလဲသူတို့အတွက်ကိုဒါလာရှိုးမှာလာရှိုးမှာသူတို့ဒါနာမည်တော့ခေါ်လို့ရမှာမဟုတ်ဘူးနာမည်တော့ခေါ်လို့ရမှာမဟုတ်ဘူးဒါပေမဲ့ဟိုတက်မတော်သားရရှိစစ်တီတွေဒါကြဆုံးသွားတဲ့ရရှိစစ်တီတွေအတွက်ကိုရည်ရွယ်ပြီးတော့အိမ်မှာဒါရည်သက်ချအမျှဝေအမိန့်စာပြန်လာလေးတွေလုတ်ပေးတဲ့နေပြနော်အမိန့်စာပြန်လာလေးတွေလုတ်ပေးတဲ့နေဘာဖြစ်လို့လဲဆိုတော့ စစ်သားနော်စစ်သားမိန်းသာမပြောင်းရင်ဘယ်မှမသွားဘူးကျွန်တော်ကိုတွေ့နော်ကိုတွေ့ကျွန်တော်ကိုတွေ့နော်စစ်သားတက်မလို့သားမိန်းသာမပြောင်းရင်ဘယ်မှမသွားဘူးမိန်းသာမပြောင်းရင်ဘယ်မှမသွားဘူးအဲ့နေရာမှာပဲရှိတာအဲသူတို့ဘဝတွေဒီလူလောကမှာရှိစဉ်ကလည်းဒါတက်မလို့တော့ကိုအသက်တွေဟိုနိုင်ငံတော်တက်ကိုအသက်တွေဟိုမိသားစုတက်ကိုအသက်တွေပေးချိတ်သွားကြတယ်နော်ပေးချိတ်သွားကြတယ်နိုင်ငံတော်တက်တာဝန်ချိခဲ့တယ်နောက်ဆုံးကြည်တရောင်းကြံတဲ့အထိကိုတိုက်ပွဲဝင်သွားပြီးတော့မှဒါကြဆုံးသွားတဲ့အရာရှိစစ်တွေပါနော်အဲ့တော့ တို့တို့ကဒီနံပါတ်1မှာလဲဘွားကူးကောင်းအောင်တချို့မိသားစုတွေကတို့မျိုးသားတွေတို့ကြလို့ကြမှာမသိဘူးနော်တို့သားသမီးတွေကြလို့ကြမှာမသိသေးပါဘူးနော်အဲ့တော့တို့အနေနဲ့လဲဒါကုသိုလ်ကောင်းမှုလုပ်ပေးဖို့ဆိုတာကတော်တော်လေးတော့ခဲရင်းနေပေါ့နော်ခဲရင်းနေတော့ဒါတို့လုပ်ပေးရင်လုပ်ပေးမှာပေါ့လုပ်ပေးရင်လုပ်ပေးပါလိမ့်မယ်နော်ဒါပေမဲ့နိုင်ငံတော်အနေနဲ့ နိုင်ငံတော်အကြီးအကဲတွေအနေနဲ့ဒါလေးကိုဒီလက်ရှိလာရှုမှာရှိတဲ့လာရှုမှာဒါကြာဆုံးသွားတဲ့ရရှိစစ်တွေအတွက်ကိုနော်အမိန့်စာပြန်လာတော့ပြီးလို့ရှိရင်ဒါတရားနာတာတို့ရည်စက်ချအမျှဝေတာတို့တို့တာတို့ခေါ်နိုင်အောင်လုပ်ပေးစေချင်ပါတယ်။ဟိုမြဟိုဤသူတော်မှလုပ်ပေးနိုင်သေးတာပဲ။ဤသူတော်လုပ်ပေးနိုင်တာလုပ်ပေးနိုင်သေးတာပဲ။ဒီမိသားစုတွေအတွက်ကိုဘာလို့လုံးမပေးနိုင်တာလဲ။ကျွန်တော်တခုအဲ့တခုလည်းမေးချင်ပါတယ်နော်။မိသားစုတွေအတွက်ကိုဘာလို့လုံးမပေးချင်တာလုံးမပေးချင်တာလည်းမဟုတ်ဘူး။ဘာလို့လုံးမပေးနိုင်တာလဲ။လုပ်ပေးနိုင်ရမှာပေါ့။လုပ်ပေးနိုင်မှာနော်။ဘာလို့လဲဆိုတော့ဒါက ဒါတက်မတော်ကာကွယ်ရေးဦးစီးချုပ်ဘုချုံမူကြီးမင်းအောင်လိုင်းတက်မဟိုဒုတိယတက်မတော်ကာကွယ်ရေးဦးစီးချုပ်ဘုချုံဟိုဒုတိယဘုချုံမူကြီးဦးစိုးဝင်းရဲ့တာသမီတွေပါတာသမီတွေပါသူတို့ကနိုင်ငံတော်အတွက်ကိုတက်တီတွေးတီရင်းမှာစာဆုံးသွားတာပါသူတို့တော့ကိုဒါကြောင့်မလို့ဒါလာရှိုးမှာဒီလာရှိုးဆရာတော်ကြီးလည်းပြန်ရောက်နေပါပြီနော်လာရှိုးဆရာတော်ကြီးလည်းပြန်ရောက်နေပြန်ရောက်နေဖြစ်တဲ့အတွက်အဲ့မှာပဲဒါတရားနာတာအမျှဝေတာမိစ္ဆာပြန်နာလေးတွေလုတ်ပြီးတင့်တယ်လို့နော်ကျွန်တော်ဒီနေရာကနေပြီးတော့လောင်းဝေရအကြံပြုလိုက်ပါလေဒါမိသားစုတွေတော့ကိုကျွန်တော်ကတင်ပြပေးတာပါနော်မိသားစုတွေကိုစား ကျွန်တော်ကတင်ပြပေးတာမိသားစုတွေရဲ့ရှင်ထဲမှာခံစားနေရတဲ့ဒုက္ခတွေကကျိုးပြရလို့ရှိရဲဒါတမတော်ကာကွယ်ဦးစီးချုပ်ဗိုလ်ချုပ်မှုကြီးမင်းအောင်လိုင်းနဲ့နှစ်ကိုကြားတွေ့ခွင့်ရမယ်ဆိုလို့ရှိရင်ပြောတော့ပြောပြလိုက်ချင်တယ်နော်မိသားစုတွေရှင်ထဲမှာဘယ်လောက်ထိအပူတော့ကတွေညားနေတယ်ဆိုတာကိုပြောပြလိုက်ချင်ပါတယ်ပြောပြလိုက်ချင်ပါတယ်ဒါပေမဲ့ကျွန်တော်တို့အနေထားနဲ့ကဒီတက်ကျွန်တော်တို့သေခဲ့ရင်တော့နော်ကျွန်တော်တို့သေခဲ့ရင်တော့တမတော်ကာကွယ်ဦးစီးချုပ်ဗိုလ်ချုပ်မှုကြီးမင်းအောင်လိုင်းကိုအပြစ်မှာတွေ့ဘူးချင်တယ်တွေ့ဘူးမှာပေါ့ဗျာမြင်ဘူးချင်တယ်မြင်ဘူးမှာပေါ့ဒါပေမဲ့ လက်ဆောင်စကားပြောဖို့ဆိုတာလုံးဝမဖြစ်နိုင်ပါမဖြစ်နိုင်ပါเนาะအားကြောင့်မလို့ဒီနေရာကနေပြီးတော့ကျွန်တော်အနေနဲ့အကြံပြုပေးလိုက်ရပါတယ်เนาะဒါလက်ရှိရခိုင်ပြီးလို့ရှင်ဒီရမခเนาะရှမ်းမြောက်အိမ်မှာရှိတဲ့ဒါတချို့နေရာတွေမှာရှိတဲ့เนาะစကိုင်းဘက်မှာရှိတဲ့တက်မလို့သားတွေတိုက်ပွဲဝင်သွားဟိုတိုက်ပွဲဝင်ပြီးကြဆုံးသွားတဲ့မိသားစုတွေရှိတယ်ပြီးလို့ရှိရင်ဒါစစ်တုံးမှဖြစ်သွားတဲ့မိသားစုကိုနေရှိတယ်အဲ့ဒီဟာနဲ့ပတ်သက်ပြီးတော့တမလို့ကာကွယ်ဦးစီချုပ်ဘူဂျုံမူကြီးမင်းအောင်နိုင်အနေနဲ့ဒါတစ်ခုခု ဆောင်ရွက်ပေးသေးချင်ပါတယ်လို့အကြံပြုရင်းနဲ့ဒါအခုဒါပထမပိုင်းမှာဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတင်ပြတာပါနော်ဒုတိယအပိုင်းမှာတော့နော်စစ်ပွဲလေးတွေရဲ့အခြေအနေနဲ့အခမ်းအနားလေးတွေကိုကျွန်တော်တင်ဆက်ပေးမှာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်လွန်ဝေးပါ